ရွေးကောက်ပွဲအတွက်မဲဆင်းရင်ကတ်ထားခြင်းကို ခုနှစ်ရက်ထပ်တိုးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်မှစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆင်းရင်ကတ်ထားခြင်းကိုခုနှစ်ရက်ထပ်တိုးထားရလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရမန်းနေအော်တိုဘာလ9ရက်ရက်စွဲနဲ့ထုတ်ပြန်ကြေညာထားပါတယ်။ ပထမအကြိမ်မဲဆင်းရည်တွေကိုစက်တင်ဘာလ30ရက်ကစတင်ကထားခဲ့တာဖြစ်ပြီး အောက်တိုဘာလ13ရက်အထိကထားမယ်လို့ကြေညာအသိပေးခဲ့ပေမဲ့ယခုအခါမှာတော့အောက်တိုဘာလ20ရက်အထိထပ်တိုးတက်မှတ်လိုက်တယ်လို့ကြေညာခဲ့တာဖြစ်ပါသေးတယ်။ ယခုလို9ရက်ထပ်တိုးမြင့်ချင်းမှာမဲဆင်းရင်တွေပြေဆုံးမှန်ကန်စေဖို့နဲ့မဲဆန္ဒရှင်တွေကလိုအပ်ထည်တောင်းဆိုလွှာကန့်ကွက်လွှာပြင်ဆင်လွှာတွေတင်ပြရှာမှာအချိန်ပိုမိုရရှိစေဖို့အတွက်ဖြစ်ပြီးမဲဆန္ဒရှင်တွေအနေနဲ့မဲဆင်းရင်နဲ့ပတ်သက်ပြီးတောင်းဆိုလွှာကန့်ကွက်လွှာပြင်ဆင်လွှာတွေကို အောက်တိုဘာလ20ရက်အထိတင်ပြဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။